မြန်မာသမိုင်းရောင်စဉ်ကိုပြန်ကြည့်မယ်ဆိုရင်မြန်မာတို့ဟာကိုထီးကိုနန်းနဲ့တင့်တယ်ဆိုတာနေထိုင်ခဲ့ကြပြီးခစ်တွေအများကြီးပေါ်ထွန်းခဲ့ပါတယ်။အဲဒီခစ်တွေထဲမှာကုန်းမောင်ခင်ဟာကျွန်တော်တို့နဲ့အနီးဆုံးခင်ဖြစ်ပါတယ်။အလောင်းမတရားကြီးတင်ခဲ့တဲ့ကုန်းမောင်ခင်ဟာအစိုးမိုင်းဘရင်ရဲ့ကာလမှာမြန်မာနိုင်ငံဒေသတစ်ခုလုံးသာမကယူရီးယားအထိသိမ်းပိုက်နိုင်ခဲ့ပေမဲ့ကုန်းမောင်ခင်တို့ဘရင်တွေလက်ထက်မှာတော့မမီတို့မြန်မာနိုင်ငံပါတိုင်းပြည်သားတွေကြွကြသိမ်းပိုက်တာခံရရပါတယ်။1824ခုနှစ်ဗာကြီးတော်မင်းတစ်ထက် ထမမြန်မာအင်းလေးစစ်ဖြစ်ပွားပြီးစစ်ရှုံးကအာသင်မဏိပူရာရခိုင်နဲ့တနင်္သာရီနယ်တို့ကိုအင်းလေးတို့စီပေးရခဲ့ရပါတယ်။ပုဂံမင်းလက်ထက်1852ခုနှစ်ဒုတိယမြန်မာအင်းလေးစစ်ဖြစ်ပွားပြီးမြန်မာပြည်အောက်ပိုင်းဒေသတွေကိုအင်းလေးတို့စီချက်ပေးခဲ့ရပါတယ်။ဒီပေါ်မင်းလက်ထက်1885ခုနှစ်မှာအင်းလေးတို့နဲ့တတိယအကြိမ်စစ်ဖြစ်ပွားပြီးမြန်မာပြည်တစ်ခုလုံးကိုသိမ်းပိုက်ခံခဲ့ရပါတယ်။ပြည်နယ်မြေပြားကိုလည်းတတိယဘက်သို့ခေါ်ဆောင်သွားပြီး1855ခုနှစ်နိုဝင်ဘာလ29ရက်နေ့မှာတော့ကုမ္ပဏီမင်းဆက်အဆုံးသတ်ခဲ့ရပါတယ်။ ထူးခြားတဲ့ဖြစ်စဉ်မှာမှုန်တိုင်းရေကြောက်ရောက်ခဲ့ပြီးတညာလုံးနီးပါးကောင်းငင်ရံမှာကျင်းများတစ်ခုခုကျွေနေခဲ့ပါတယ်။တဘာဝတရားကြီးကပင်ကုန်းမောင်မင်းဆက်မလတ်မပအဆုံးသက်ခြင်းကိုငွေကျွေးနေတဲ့အောင်လို့ထင်ရပါတယ်။